အားလုံးပဲမင်္ဂလာပါ ACA နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ STB ဘဏ်ကနေပြီးတော့ MEAC ဘက်ကိုဘယ်လို withdraw လုပ်လို့ရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်ပါတယ်ကျွန်တော်တို့ STB ထဲကိုဝင်လိုက်ပြီဆိုတာနဲ့အပေါ်မှာမြင်နေရတဲ့ ဒီမှာ icon လေးခုရှိတယ် send receipt deposit withdraw ပေါ့နော်ကျွန်တော်တို့ငွေထုတ်မှဖြစ်တဲ့အတွက် withdraw ကိုတစ်ချက်ရွေးပေးရပါမယ်ရွေးပေးပြီးတော့ရင်ကျွန်တော်တို့ select withdraw currency ဆိုပြီးရှိတယ်ဥပမာကိုက USD ထုတ်မယ်ဆို USD ကိုရွေးပေးပါတကယ်လို့ STB ထုတ်မယ်ဆို STB token ကိုရွေးပေးရပါမယ်ကျွန်တော်တို့အသုံးပြုပြီးတော့လွှဲရမယ် network ကတော့ကျွန်တော်တို့က polygon network ကို တုံးပြီးတော့လွှဲပေးရပါမယ်။ပြီးတော့ရင် အောက်မှာ address ရှိတယ် amount ရှိတယ် address ဆိုတာကတော့ကိုငွေလက်ခံမဲ့ဒီကနေထုတ်လိုက်မယ်ဟိုဖက် MEIC ဖက်မှာလက်ခံမဲ့ address ကိုလာထည့်ပေးရမှာဖြစ်ပါတယ်။ amount ကြတော့ကိုထုတ်မဲ့ amount ကိုရိတ်ထည့်ပေးရပါမယ်။ဒီ address ဆိုတဲ့နေရာမှာကြတော့ပါလာထည့်ရမလဲဆိုကျွန်တော် MEIC ဖက်ကိုခဏတွားရပါမယ်။တွားပြီးတွားရင်တော်ပြီးတော့ဤဆိုတာနဲ့ကျွန်တော်တို့ဒီမှာ wallet ဆိုတာလေးတစ်ချက်နိုင်လိုက်ပါ နိုင်လိုက်ပြီဆိုတာနဲ့ဟိုဘက်ကနေကြ withdraw ဆိုပေမဲ့ဒီဘက်ကနေကြတော့ငွေလက်ခံမှာပေါ့နော် F1 ဆိုတာလေးတစ်ချက်နှိုက်မယ်နှိုက်ပြီးတော့ရင်ကျွန်တော်တို့ on chain deposit ဆိုတာရှိတယ်ဒါလေးတစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီးတာနဲ့ကိုကဟိုဘက်နေ USDT လွှဲမယ်ဆို USDT ကိုရွေးပေးရပါမယ် SCB လွှဲမယ်ဆို SCB ကိုခြာပြီးတော့အာရွေးပေးရပါမယ်ကျွန်တော်က USDT ကိုလုတ်ပြတ်မှာဖြစ်တဲ့အတွက် USDT ကိုတစ်ချက်ရွေးလိုက်ပါ ရွေးလိုက်ပြီးတာနဲ့ကျွန်တော်တို့က select network ဆိုပြီးပေါ်လာတယ် network တွေကအများကြီးရှိပါတယ်ဒါကတော့အပြင်မှာငွေလွှဲတယ်လို့ပါပဲကျွန်တော်တို့ ban တွေလို့ပါပဲ ban EVD ban မှာလွှဲမယ်ဆို EVD ban ကိုတွားရတယ်လို့ကျွန်တော်တို့က KPZ မှာလွှဲမယ်ဆိုရင် KPZ ကိုတွားရတယ်လို့ပါပဲကျွန်တော်တို့က on chain withdraw လုပ်မှာဖြစ်တဲ့အတွက် crypto network တွေကိုရွေးချယ်ပေးရတာပါအဲ့တော့ကျွန်တော်တို့ကဟိုဘက်မှာ withdraw လုပ်မယ်ဒီဘက် မှာ withdraw လုပ်မှာက polygon network ဖြစ်တဲ့အတွက်ဒီဘက်မှာလည်း polygon network ကို UAB ရပါမယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဒီမှာအာ deposit address ဆိုပြီးရှိတယ်။ deposit address လေးကို copy ချက်ယူလိုက်ပါ။ copy ယူပြီးတော့ရင်ကျွန်တော်တို့ဒီဖက် STP ဖက် ကိုပြန်လာမယ်။ပြီးရင်ဒီ withdraw လုပ်မဲ့ address နေရာကိုတစ်ချက်ထည့်လိုက်ပါ။ထည့်ပြီးတော့ဒါနဲ့ကိုယ့်ရဲ့ ထုံးမဲ့အမောကိုတစ်ချက်ရိတ်ထည့်လိုက်ပါကျွန်တော်မှမရှိတဲ့အတွက်ဒါကတော့နမူနာဘယ်လိုထုံးမလဲဆိုတော့ပြပြပေးတာဖြစ်ပါတယ်အဲပြီးရင်ကျွန်တော်တို့က withdraw အမောပေါ့နော် withdraw အမောဒီမှာ30ဒီ30ပေါ်နေမယ် transition fee transition fee ရကြတော့အဲဒီငွေလွှဲခတ်ပေါ့နော်ပြီးရင် receive net အမောကြတော့ဟိုဖက် MEAC ဖက်ကိုကိုရောက်သွားမဲ့အမောကိုပြပေးတာဖြစ်ပါတယ်ပြီးတော့ရင် submit နိုင်လိုက်ပါ ဥပမာကိုကဒူဖက်တာတွေဘာတွေခံထားတယ်ဆိုရင်ကိုယ့်ရဲ့ဒူဖက်တာခံထားတဲ့ဂျီမေတဲ့ကိုဝင်ပါမယ်။ကုတ်ဝင်ပါမယ်။ဒါမှမဟုတ်ကိုက Google Authenticator app တုံးထားတယ်ဆိုရင်လည်း Google Authenticator app ထဲကိုကုတ်ချလုံးယူပြီးတော့ဒီမှာထည့်ပေးလိုက်ရင်ရပါပြီ။အဲဆိုရင်ကျွန်တော်တို့ဒီဖက် MESC ဖက်ကိုရောက်လာပါမယ်။ MESC ဖက်မှာကြတော့ဘယ်လိုရောက်လာမလဲဆိုရင်သူကဒီ Spot Wallet ထဲကိုရောက်လာပါမယ်။ဒီမှာလာပြမှာပေါ့နော်။ အားလုံးပဲအဆင်ပြေကြပါစေဒီနေ့မှာတော့ STB ရနေပြီးတော့ MEAC ဖက်ကုံငွေဘလို withdraw လုပ်ရမယ်ဆိုတာလုတ်ပြပေးသွားတာဖြစ်ပါတယ်ဒီ video လေးကမိတ်ဆွေအတွက်အကျိုးသုံးပြရာကြီးမယ်ဆိုရင် like and subscribe လေးလုပ်ပေးဖို့မေ့ပါနဲ့အားလုံးကျေးဇူးပါ